အနုပညာလုပ်တွေရနာချပြီးမြမရုပ်ရှင်လောကရဲ့စံပြမင်းသမီးတက်လက်အဖြစ်အခုချိန်ထိအင်ရာကျော်ဇင်ရက်တည်နေနိုင်တဲ့အကြောင်းရင်း ထိတဲ့အနုပညာရေးအခြေအနေနဲ့တူအနုပညာတက်တန်တခြားအောင်မြင်မှုတွေနဲ့ရည်တည်ခဲ့သူကတော့မင်းသမီးကြီးအင်ရာဂျော်စင်ဖြစ်ပါတယ်။အခုချိန်မှာအင်ရာဂျော်စင်ကအသက်အရွယ်တစ်ခုကိုရောက်ရှိနေပြီဖြစ်ပေမဲ့သူမရဲ့ဆန်းအနုပညာအရေးသွေးတွေကတော့လုံးဝကိုကျမသွားတဲ့အပြင်ပိုပြီးတော့တောင်ပြည်သက်လက်ခံအားပေးနေတဲ့အထိရှိနေတာဖြစ်ပါတယ်။လက်ရှိအသက်48နှစ်ရှိပြီဖြစ်တဲ့မင်းသမီးကြီးကရုပ်ရည်အနေအထားခန္ဓာကိုယ်အခြေအစားဘာတစ်ခုမှအပြည့်ပြောစရာမရှိအောင်ထိန်းသိမ်းထားနေတာကိုတွေ့ရပါတယ်။ဒါကလည်းသူမရဲ့အရေးချင်တစ်ခုပါပဲနော်။မြန်မာနိုင်ငံမှာမင်းသမီးတော်တော်များများကအသက်အရွယ်တစ်ခုရောက်လာရင်တော့အနုပြလှပမှုဂုဏ်တွေကိုမထိန်းနိုင် တော့ပဲအမှုပညာလောကမှာပါအနားယူလိုက်ရတယ်လို့တချို့တွေကတော့အမေကန်အတော်ကန်တွေမှာပါပအဝင်တရုတ်ဆောင်ရတဲ့အထည်ဖြစ်သွားတတ်ပါတယ်။ဒါကလည်းအနောက်နိုင်ငံကမင်းသမီးတွေနဲ့မြန်မာမင်းသမီးတွေရဲ့အဓိကကွာခြားချက်ပဲဖြစ်မယ်ထင်ပါတယ်။ဒီလိုမင်းသမီးတွေထဲမှာအိနာကျော်စင်ကတော့တယောက်ထွန်းလို့ပြောရမလို့ပါပဲရှင်။အသက်90နာရီနေပေမဲ့ဆက်ကြောတဲ့အရွယ်အတိုင်းလာပနုပြုံမှုတွေကတကယ်ကိုအံ့ဩဖွယ်တွေ့ရပါတယ်။မကြာမီကကြောနာအတူတူရိုက်ကူးခဲ့တဲ့ဖြုံးဝင်စုကိုရိုင်းအင်ရာဂျိုစင်ရဲ့နုပြုံလှပမှုကိုတကယ်ချီးကျူးမိတယ်ဆိုတဲ့အထီးပါပဲ။အရင်အတိုင်းနုပြုံလှပနေတော့မယ်လို့လည်းပြောပါတယ်။ တခေတခါကအင်ရာကျော်စင်ကတော့ခစ်ပြိုင်မင်းသမီးတွေကိုကြော်တက်နိုင်အောင်တာမကအခုခေတ်မှာလည်းနောက်တဲ့ဂျူနီယာမင်းသမီးတွေကိုပါတောက်ချနိုင်တဲ့အနေအထားမျိုးမှာရှိနေပါတယ်။အင်ရာကျော်စင်ကအနုပညာလောကကိုအချိန်တစ်ခုထိအနားယူခဲ့ပြီးအခုချိန်မှာတော့ခံဘတ်ပြန်လာခဲ့ပြီဖြစ်ပါတယ်။သူမရဲ့ခံဘတ်ကလည်းတကယ်ကိုကြောက်ခမန်းလေးလေးပါပဲရှင်။ဒီအသက်ရွယ်တစ်ခုမှာအနုပညာလောကကိုခံဘတ်ပြန်လာကြတဲ့အနုပညာရှင်တွေရှိကြပေမဲ့အင်ရာကျော်စင်လောက်အောင်မြင်မှုမရကြပါဘူး။လက်ကျလောမှာတော့အင်ရာကျော်စင်ကရုပ်ရှင်ကားတွေမှာပုံဝင်တရုပ်ဆောင်တာမျိုးတော့မတွေ့ရသေးပါဘူးနော်။ထိတ်တန့်လုပ်ငန်းရှင်တွေရဲ့ကြော်ညာတွေကိုသာလက်ခံရိုက်ကူးပေး းနေတာကိုတွေ့ရပါတယ်။ခံဘက်ပြန်လာချိန်မှာပေါပေါပဲပဲကြော်ညာတွေလက်မခံမဲထိတ်တန်းလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ဒါကြော်ညာပေးနေတာကိုတွေ့ရပါတယ်။ ဒါကလည်းသူမရဲ့ရိုးတစ်ခုကိုထိန်းချင်တာဖြစ်ပါလိမ့်မယ်ရှင်။အမှုပညာမှာအရေးချင်းများစွာနဲ့ပိုင်ဆိုင်ထားတဲ့အင်ရာကျော်ဇင်ကမြို့ကုန်မြင့်မားတဲ့မင်းသမီးတက်လက်လည်းဖြစ်နေပါဗျ။အမှုပညာအရေးချင်းပြေဝါတို့ပညာရေးအဖြစ်ဆိုလည်းမခေတူတယောက်ပါ။အထက်ကတက်တကုံကနေအထက်တန်းကျောင်းမိခဲ့သူဖြစ်ပြီးဓာတုဗေဒဘာသာနဲ့သိပ္ပံဘွဲ့ရရှိခဲ့သူဖြစ်ပါတယ်။မြို့ရွဆင်ဆက်ချမ်းသာလာသူတွေပြီးပြီးအစင်တန်းတစ်ခုကိုပိုင်ဆိုင်ထားပေမဲ့မာနာကြီးဘဝင်မျက်နှာမျိုးလုံးဝမရှိပဲလူတိုင်းကိုတန်းတူဆက်ဆက်တက်သူလေးဖြစ်ပါတယ်။ဥကျော်ဇင်တော်မြတ်တီတာတို့ရဲ့အငယ်ဆုံးသမီးလေးဖြစ်တဲ့လို့မြို့ကုန်အဖြစ်ဆိုရင်တော့မြမခက်တက်တမတော် ုတည်ထောင်ခဲ့တဲ့ရဲဘော်တုံးကျင်းအဖွဲ့ဝင်ဘူဇေယရဲ့မြစ်တော်ဆက်သူလည်းဖြစ်ပါတယ်။ဒါပြင်အမှုပညာမျိုးရိုးမှဆိုရင်တော့စာရေးဆရာကြီးတကုံတိုင်ရရဲ့ကျူမဖြစ်သလိုနိုင်ငံကျော်အစိုးရဟိမာနေဝင်ရာဇာနေဝင်တို့နဲ့မောင်နှမဝန်ခွဲတော်ဆက်သူလည်းဖြစ်ပါတယ်။ဒီလိုမျိုးအဖက်ဖက်ကအရေးချင်းကောင်းတွေကိုပိုင်ဆိုင်ထားသူအင်နာကျော်စင်ကစေတဘောထားပြေဝါကလူတိုင်းပေါ်မှာလေစေတနာထားကူညီပေးတတ်သူဖြစ်လို့ပရိသတ်တွေသာမကအမှုပညာအတောင်ဝိုင်းတစ်ခုလုံးကပါသူ့ကိုချစ်ခင်ပြီးတော့လေးစားနေကြတာအမှန်ပါပဲရှင်။ ဒါကြောင့်လည်းအမှုပညာလောကမှာစံပြမင်းသမီးတက်လက်အဖြစ်အခုချိန်ထိတိုင်ရည်တည်နေနိုင်တာပဲဖြစ်ပါတယ်။ပေးတဲ့ကြီးတို့ရောအပြုံးချွချိုလေးတွေနဲ့အင်ရာကျော်စင်းလို့ခေါ်တဲ့အဝဲကိုအခုချိန်ထိချစ်ခင်အားပေးကြရသေးရလားဆိုတော့ပြောသွားပြီးခဲ့ကြပါအောင်ရှင်။